မင်္ဂလာပါဒီနေ့ကျွန်တော်တို့ဓမ္မဟောင်းချန်ဟက်ကစံစာတအုပ်အဲနေဟိမိမဆာအခန်းကြီး1ကိုအတူတူလေ့လာဆွေးနွေးကြည့်ကြအောင်ပါ ဟုတ်ကဲ့ဒီနေ့ဆွေးနွေးဖို့အချက်လက်တွေကိုတော့ The Wise Believers ကနေပြုစုထားတာဖြစ်ပါတယ် ဒီကနေ့ကျွန်တော်တို့အဓိကကြည့်ချင်တာကတော့ယေရုရှလင်မြို့ရိုးပြန်လည်တည်ဆောက်ရေးစီမံကိန်းကြီးဘလို့အစပြုခဲ့တယ်လဲဆိုတာပါပဲ။อืมနေဟမီယေရုရှလင်ကိုဘလို့ပြန်ရောက်လာတယ်လဲ။အဲ့ဒီမှာဘလို့စင်ခေါ်မှုတွေစပြီးကြုံရတယ်လဲ။သူ့ရဲ့ချင်းကပ်ပုံလာနေရောဟိုဘလို့သင်ခန်းစာတွေရနိုင်မလဲဆိုတာတွေကိုဆွေးနွေးကြမှာပါ။ဇလန်အခြေအနေလေးပြန်ဆက်ရရင် အခန်းကြီးတဲ့အဆုံးမှာနေဟမိကယေရုရှလင်မြို့ပျက်စီးနေတဲ့တည်င်းကြပြီးအယံစိတ်မကောင်းဖြစ်နေတယ်ဟုတ်တယ်ဗလားဟုတ်ပါတယ် ပါရှပြင်းအာတာဇေရက်စ်မင်းစီမှာဖလားတော်ဝံအဖြစ်အမှုထားညင်းတဲ့ပေါ့လာပေါင်းများစွာအစာရှောင်းဆူတောင်းပြီးစိတ်မကောင်းဖြစ်နေတဲ့အချိန်ပေါ့လေအေးဝန်းနေမှုကနေပဲအခန်းကြီးနှစ်ရဲ့အဖြစ်ပြက်ကြီးစလာတာပေါ့အတိအကျပါပဲအေးဆူတောင်းမှုကအရေးကြီးတဲ့အခေခံဖြစ်သွားတယ်အခန်းကြီးနှစ်အစမှာတော့အချိန်ကာလတစ်ခုကြာသွားပြီနေတန်လမတ်ဧပြီလောက်လာမှာပေါ့နေဟေမီကဘုရင်ကိုဆက်ပြည့်ရဆက်သေးနဟုတ်တယ် အဲ့ဒီချိန်မှာဘယင်ကသူ့ကိုတတိထားမိသွားတယ်မှန်ပါတယ်မျက်နှာကအရင်လိုမဟုတ်ကိုညှိုးနေတယ်လေဘယင်ကတမ်းမိတာပဲဘာဖြစ်တာလဲနင်းကောင်းတာမဟုတ်ရင်စိတ်ထဲမှာတခုခုပဲဆိုပြီးဒီနေရာမှာအချိန်ကိုတတိထားကြည့်တင်တယ်အခန်း၁ကတရင်ကြတာကကစ်လူလနိုဝင်ဘာဒီဇမလအခုနှစ်တန်လာဆိုတော့၄လလောက်ကြာသွားပြီနော်ဟုတ်၄လတောင်အဲအဲ့လာကသူစိတ်ခန့်စားချက်တိုင်းချက်ချင်းလောက်လိုက်တာမဟုတ်ဘူးအချိန်ယူဆူတောင်းတယ်ပြင်ဆင်နေဆိုတာပြနေတယ် strategic patience လို့ပြောလို့ရမလားပဲအခွင့်ခါကောင်းကိုစောင့်ရင်ဖျားလန်းညုံမှုကိုရှာနေဟဲ့ပုံရတယ်ဘုရင်ကမေးလိုက်တော့နေဟင်မီကကြောက်တော့ကြောက်သွားတယ်လို့စံစာမှာဆိုထားတယ်ဒါပေမဲ့ဒါအခွင့်ရေးပဲဆိုတာလည်းသိတယ်อืมအဲ့ဒီမှာ तू ဘာလုပ်တယ်လဲဆိုတော့ဘုရားသခင်ကိုခန္ဓာဆူတောင်းလိုက်တယ်ပြီးမှရဲရဲဝံ့ဝံ့ပဲပူရဲ့ဝမ်းနေရတဲ့အကြောင်းရင်းကိုပြောပြတယ်သူ့ဘိုးဘေးရဲ့တင်ချိုင်မြို့ယေရုရှလင်ပျက်စီးနေလို့ပါဆိုပြီး ဲ့ဒီစက္ကန့်ပိုင်းလေးမှာတော့ဖယားကိုအရင်အတိပေးအားကိုလိုက်တာကတကယ်ကိုထူးခြားတယ်သူ့လှုပ်ဆောင်မှုအတိုင်းမှာဖယားကိုရှေ့တန်းတင်တာရှင်းနေတာပဲဘယင်းကမင်းပါလို့ချင်းတယ်လေလွတ်တက်မေးလို့ကဲဒီအကြောင်းကိုတစ်ချက်ချက်ကြည့်အောင် သူတောင်းဆိုခဲ့တာတွေကမနှဲဘူးနော်ဟုတ်ပါဘာတွေတောင်းဆိုခဲ့လဲယေရုရှလင်ကိုပြန်သွားဖို့ခွင့်ပြုချက်တင်မဟုတ်ဘူး ခရီးလာမှာဘေးကင်းဖို့အကြမြစ်တစ်ဖက်ကပြည်နယ်မူရေကိုပေးဖို့အမိန့်စာတယ်အာနာပါရိစာတွေပေါ့ဟုတ်တယ်ပြီးတော့အရေးကြီးဆုံးကမြို့တခါဒီဘေးမှန်တော်ခန္တာမြို့ယိုပြီးတော့သူ့အတွက်အိမ်ဆောက်ဖို့အဲ့ဒါလေးအကြလိုတဲ့တစ်တေကိုဘရင်တစ်တော်ကနေထုတ်ပေးဖို့တစ်တော်မူစီလိမ့်မူထားတဲ့အမိန့်စာအထိအတိအကျပဲအတိအကျပဲတောင်းတာနော်ဒါတော်ယုံတက်တီတော်ယုံပြင်ဆင်မှုနဲ့မရဘူးဒီနေရာမှာစီဝင်စားစရာကောင်းတာကတော့ အနိမီရဲ့ယုံကြည်ခြင်းနဲ့လက်တွေ့ကျကျစီမံခန့်ခွဲမှုပေါင်းဆက်နေပုံပဲဘလို့မျိုးလဲသူကဘုရားသခင်ကိုနိမယ်လို့ယုံကြည်ုံပဲမဟုတ်ဘူးလေအောင်မြင်ဖို့ဘာတွေတိတိကျကျလိုမလဲဘသူစီကဘာအာနာဘာရဲမြစ်တွေလိုမလဲအကုန်ချိုတွေးထားတာဒါစစ်ကူရင်တောင်းဆိုမှုမဟုတ်တော့ဘူးဟုတ်တယ်သူတောင်းခြင်းကရတဲ့ဉာဏ်ပညာနဲ့တတိကိုလက်တွေ့အစီအစဉ်ဖြစ်ပြောင်းပြီးချင့်ကတ်တာတကယ်ပဲအောင်းအောင်ဆရာကောင်းတာကဘယင်ရဲ့တုံ့ပြန်မှုပဲလေ မိဖုရားဤဖေမှာရှိနေတဲ့အချိန်မှာဘယင်ကတူတောင်းတာအကုန်အဲ့ဒီတက်တော်အမင်းစာအထိအကုန်လိုက်လျောခဲ့တယ်။အင်းနေမိကိုယ်တိုင်ရေးထားတာကငါ့ဤဖျားသခင်ရဲ့ကျေးဇူးလက်တော်ဒီငါ့အပေါ်မှာရှိတော်ကြောင့်ဘယင်ဒီငါတောင်းတမောတိုက်ပေးသနာတော်မူ၏တဲ့။ဟုတ်ကဲ့ဒါကိုရှုတော့မျိုးစုံကကြည်ကြတာပေါ့နော်။ကျန်းစာအဓိကဆိုလိုရင်းကတော့ဖျားသခင်စီမံမှု နေမိရဲ့ဆူတောင်းကိုနားညောင်မှုကော့။ဟုတ်ဒါပေမဲ့တချို့ကနန်းညာကြီးရလဲတုံတက်ကြတယ်။ အဲ့ဒီအချိန်ကပါရှားအနှုံနယ်ဆက်မှာမငြိမ်မသက်မှုတွေရှိတော့ယေရုရှလင်လိုနေရာမှာတည်ငြိမ်ပြီးသစ္စာခံမဲ့ပြည်နယ်လေးပြန်ထူထောင်ခွင့်ပေးတာဘရင်အတွက်လည်းအကျိုးရှိနိုင်တယ်ပေါ့ဖြစ်နိုင်တာပဲอืมဒါပေမဲ့နေဟမီယုံကြည်တာကတော့ဒါဘုရားရဲ့မျက်နာသာပေးမှုပဲအဲ့ဒီနောက်မှာတော့နေဟမီကဘရင်အမိန့်စာတွေနဲ့လုံချုံရဲအတွက်ဘရင်ပေးလိုက်တဲ့တတ်မှုတွေစိကေဒီနဲ့အတူမိုင်ပေါင်းများစွာဝေးတဲ့ယေရုရှလင်ကိုခရီးထွက်လာခဲ့တယ် ခီးကလည်းတော်တော်ဝေးမှာပဲနော်ဟုတ်တယ်ယေရုရှလင်ရောက်တော့သူချက်ချင်းအလို့မစားသေးဘူးသုံးရက်နားတယ်အဲ့ဒီသုံးရက်နားတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ခီးပန်းလာလို့နားတာလည်းဖြစ်နိုင်တယ်လို့အချင်းကြီးအကဲခတ်တာဖျားစီကလမ်းညွှန်မှုထက်ကြည့်ယူတာဒေသခံတွေနဲ့အရင်ယဉ်နီးမှုတိဆောက်တာအဲ့လိုမျိုးအချင်းယူတာလည်းဖြစ်နိုင်တယ်လေသူကအလင်းစလို့တမမဟုတ်ဘူးဆိုတာထက်ပြနေတယ်လို့ပဲဒီနေရာက တကယ်စိတ်လှုပ်ရှားစရာကောင်းလာပြီ။ အဲ့၃ရက်ပြည့်တဲ့ညမှာပေါ့နေဟီမီကဘုဒ္ဓကိုမှအတိမဖေးဘူးဟုတ်တယ်သူစိတ်ထဲမှာဖျားထည့်ပေးထားတဲ့အစီအစဉ်ကို လူယုံလက်သက်ဆုစားကြလွှဲရင်ဘုဒ္ဓဝမမပြောသေးပဲနဲ့ညပကြီးလျှို့ဝတီမျိုးရိုးတွေကိုထွက်စစ်တယ်တယောက်ထဲနီးပါပဲနော်သူစီးတဲ့တရိတ်ဆန်တကောင်ပဲပါတာဟုတ်တယ်သူကချိတ်တငါးကနေထွက်ပြီးအဲငကားရဲ့တွင်ပန်းနောက်ချိတ်တငါးဘက်ကိုထွားကြည့်တယ် ပျော်နေတဲ့မြို့ရိုးတယ်မီးလောင်လာတဲ့တကားတွေကိုကိုယ်တယ်လက်ကြည့်တာတချို့နေရာတွေဆိုအပြက်စီးတွေညာလုံးလို့သူစီးတဲ့ဒရစ်ဆန်တောင်းတွားလို့မရဘူးဆိုပဲဟုတ်တယ်ပြီးတော့စမ်းညက်တကားနဲ့မင်းကြီးရေကန်နာကနေမြို့ရိုးအတွင်းဘက်ချောင်းရိုးအတန်းပြန်တက်လာပြီးချိန်တကားကနေပဲပြန်ဝင်လာခဲ့တယ်မြို့ရချီတွေတောင်မတီးလိုက်ဘူးသူ့မှာဘီယန်တရားဝင်အမိတ်စာတွေပါရတဲ့တန်းနေလေဘာလို့ဒီလောက်တော့ဇွတ်ရခဲ့ရတာလဲအားလုံးခေါ်ပြီးတရားဝင်စစ်စီးလို့ရတာပဲဟာကိုဒီလိုလောက်တော့ဘာသဘောလဲ ဒါကိုပိုကြပြန်းပြန်းအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါကနီဟန်မီရဲ့ခေါင်းဆောင်မှုပုံစံသူ့ရဲ့ပညာဉာဏ်ကိုပြနေတာပဲอืมตัวจ๋าหยอนเนี่ยไม่ปี้บุอเชนีแมงกูตุ้มิสีเนี่ยมิ้นชินดาปยัตนาบลาวจี้เดติติจาจาติชินดาအဲ့ဒါကိုဒီနေ့ခေတ်စီမံခန်းခွဲမှုမှာ ground troop မြေပြင်ချင်းနေမန်ကိုကိုယ်တိုင်တည်ချင်လို့ခေါ်ကြလဲဟုတ်ကဲ့ဆိုတော့သူကအစည်းအဝေးမှာ checking a challenge အရင်စုဆောင်တာပေါ့တည်ချအောင်လို့အတည်ကြပဲနောက်တစ်ချက်ကပိုအရေးကြီးမှထင်တယ် ဖြစ်လာနိုင်တဲ့စံကျင်မှုတွေကိုသူကြုံမြင်ထားလို့ဖြစ်မယ်။အတိုက်အခံတွေလား။ဟုတ်တယ်။ယေရုရှလင်ပြန်ကောင်းလာမှာကိုအားလုံးကသဘောကျမှာမဟုတ်ဘူးလေ။သူအစီအစဉ်ကိုချင်းမတိုက်ခင်ကြီးညာလိုက်ရင်အတိုက်ခံလုံးမဲ့သူတွေကြိုတိပြီးနောက်ရှက်ဖို့ပြင်ဆင်ချင်းရသွားနိုင်တယ်။အော်။ဟုတ်။အိလောက်ရှာမှုနဲ့လောက်တာမဟုတ်ဘူး။ကြိုတင်တွက်ချက်ထားတဲ့တတိကြီးမှုပဲ။ calculated risk လို့ဆိုရမှာပေါ့။အဲ့ဒီလိုမြေပြင်စင်မိကိုယ်တိုင်လေ့လာပြီးတဲ့နောက်မှာတော့နေအမီကသူ့အစီအစဉ်ကိုထုတ်ဖော်ဖို့အဆင်သင့်သပြီး ဂျူးရရှိတယ်ဖုံးတော်ကြီးတယ်မိုးမတ်တယ်အလုံးလုံးမဲ့သူတွေကိုစုလိုက်တယ်ဟုတ်တယ်အရင်ဆုံးဘာပြောလဲသူတွေ့ခဲ့ရတဲ့မျိုးယုံပြည့်စင်နေပုံသူတို့ကြုံနေရတဲ့အဆက်ရစရာအခြေအနေတွေကိုအရင်ပြောပြတယ်ပြီးတော့မှလာကြယေရုရှလင်မျိုးယိုးကိုတိဆောက်ကြဆို့နောက်တစ်ခါကဲရင်မခံရအောင်ပြုစုကြဆို့ဆိုပြီးတိုက်တွန်းတာอืมသူရဲ့တိုက်တွန်းချက်ကအချက်လက်လက်ရောစိတ်ခံစားမှုရောပါတယ်နော်ပြည့်စင်နေတာကိုပြောပြတယ်ပြီးတော့အရေးကြီးတာက ဒီအလုတ်ကိုဖျားသခင်ကောင်းကြီးပေးတယ်ဘုရင်ကထောက်ခံတယ်ဆိုတော့ဘာထက်ပြောတာဟုတ်တယ်ဖျားရဲ့ကောင်းမြတ်တဲ့လက်တော်သူ့အပေါ်မှာရှိခဲ့ပုံဘုရင်ကူညီပုံတွေကိုဝေမျှခဲ့တယ်တတ်တကြွလာပြီးကောင်းပြီးထား၍တိဆောက်ကြဆိုဆိုပြီးဖြစ်သွားကြတာဟုတ်ပါပြီဒါပေမဲ့အားလုံးသဘောတူပြီးလုံခြုံစာမယ်ဆိုတဲ့အချိန်မှပဲရန်သူတွေပေါ်လာတော့တာပဲอืมစံချင်မှုကတော့လာမှာမယ်အဓိကတုံးရောက် ဟောရနီလူတမ်ဘာလတ်အမုံအမျိုးသားကြွန်ခန့်သူတော်ပြီပြီးတော့အာရအမျိုးသားဂေရှင်သူကဘသူတွေလဲဆိုတာနည်းနည်းရှင်းပြဖို့လိုမယ်ထင်တယ်တမလတ်ကယေရုရှလင်မြောက်ဘက်ကရှမာရိပြည်နယ်အုပ်ချုပ်ရေးမှူးထိဖို့များတယ်တော်ပြီကရှေ့ဘက်အမုံရာရှိဂေရှင်ကတော့တောင်ဘက်အာရအမျိုးသားပေါ့သူကဘာလို့ဆန့်ကျင်ကြတာလဲယေရုရှလင်မြို့ပြန်ပြီးအားကောင်းလာရင်သူရဲ့ဒေတာတွင်နိုင်ငံရေးဩဇာ စီးပွားရေးအကျိုးစီးပွားတွေထိခိုက်လာမှာဆိုလို့ပေါ့ဒါကြောင့်ဂျူးတွေရဲ့ကြိုးပမ်းမှုကိုဖျက်လို့ဖျက်ဆီးလုပ်ဖို့ကြိုးစားကြတာသူတို့ရဲ့တုံပြန်မှုကတော်တော်ဆိုးတယ်ဂျူးတွေမျိုးတို့မြန်ဆောင်နေကြတော့အလွန်ဒေါသထွက်ပြီးလောင်လေမင်းတို့ဘာလုပ်နေတာလဲဘင်းကိုပုံကံမလို့လားဆိုပြီးနိုင်ငံကြီးရပါဆွဆွဲကြသည်တယ်ဒါကအတိုက်ခံတီတုံးနေကြနီးပဲလေလောက်ကြအလို့ရဲ့ဤရွေးချက်ကိုတေးတင်းအောင် လောက်တာအထင်လွဲအောင်လောက်တာဒါမှလူတွေအာနာပိုင်းတွေတန်တရားဝင်အောင်ပေါ့ ဒီလိုလောင်ပြောင်ဆွဆဲမှုတွေကိုနေဟမိဘလို့ရင်ဆိုင်ခဲ့တယ်လေဆိုတာကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်။သူကပြန်ပြီးရန်တွေးတာတော့ငင်းခွန်တာတော့လောမမလို့ဘူး။ဟုတ်တယ်။သူရဲ့တုံ့ပြန်စကားကတော်တော်လေးဒါပေမဲ့အယံခိုင်ပါတယ်။ကောင်းကင်မုံရှင်ဘုရားသခင်ဒီငါတို့ကိုအောင်မြင်စေတော်မူလင်းမယ်။ထူးခြားကိုတော်ကြီးကြောင့်ဖြစ်သောငါတို့သည်ထားရည်တည်ဆောက်ကြမည်။တင်တို့မူကယေရုရှလင်မြို့၌အဘယ်အခွင့်ရအဘယ်မျောလင့်စရာအဘယ်အောင်မြင်စရာများမရှိစေရလို့ပဲပြန်ပြောခဲ့တယ်။လက်ပါအရေးကြီးတဲ့မိကုန်းတို့ကိုဖေပေါ်စေတယ်။ အအတိပဲရှိတာလို့တခုလို့တည်းခါဂျုံရမယ်စန့်ကြည့်မှုတွေဝေဖန်မှုတွေကိုဘလို့တုံ့ပြန်တင့်လဲဆိုတာ ਨੇ ပသက်ပြီးပေါ့ဟုတ်ကဲ့နင်းမိကကိုကိုကားဝဖို့မကြိုးစားဘူးသူတို့ဆွဆွဲတာကိုလိုက်မရှင်းဘူးသူ့အာယုံကဘေးမှာရှိတယ်ဆိုတော့ပဲပြပြတတပြလိုက်တာဘုရားသခင်နဲ့လုံးရမယ်အလို့အပေါ်မှာပဲပေါ့အတိကြပဲရန်သူတွေနဲ့ငရဲခွန်လို့ပြည့်ချင်းမဖြုံးတော့ဘူးသူ့ရဲ့ယုံကြည်ခြင်းနဲ့အားကိုးရာကိုကျင့်ညာလိုက်တယ်ဒါကသူ့လူတွေကြလည်းခွန်အောဖြစ်စီမှာပဲ ်သူကရန်သူတွေရဲ့စကားလုံးထောင်ချောက်ထဲမိုးဝင်သွားဘူးပြီးတော့သူတို့မှဒီကိစ္စနဲ့ပတ်သက်ပြီးဝင်ဆော့ခွင့်မရှိဘူးဆိုတော့ရှင်းရှင်းလင်းလင်းနည်းနည်းမိတ်တက်မှလိုက်တယ်လို့ပဲမှန်ပါလေဒါစိတ်ပိုင်းဆိုင်ရာခံနိုင်ရှိမှု resilience ကို ပြတာပဲအနောက်ယောက်ျားကသူ့ရီမန်းချက်ကိုမလွတ်တမ်းအာရုံဆိုင်နိုင်လာပေါ့ကဲဒါဆိုရင်နေမီမစာအခန်းကြီးနှစ်တခုလုံးကိုပြန်ခြုံကြည့်တဲ့အခါကျွန်တော်လက်တွေ့ကျင့်သုံးနိုင်မဲ့အဓိကထိုးထွင်းသိမြင်မှုတွေသင်ခန်းစာတွေကပါတယ်ထင်မလဲခင်ဗျအဓိကချက်၃ချက်ပြောလို့ရမယ်ထင်တယ် ပထမတစ်ခုကတော့ဘုရားသခင်ပေါ်မှာအခိုင်အမာအားကိုးရတည်ခြင်းပဲ။อืมဘုရင်စီမတော်ခင်လောင်ပေါင်းများစွာဆူတောင်းတာဘုရင်မင်းချင်းပါတော့ခဏလင်းဆူတောင်းလိုက်တာတွေမှာတွေ့ရတယ်နော်။ဟုတ်ကဲ့။အဲ့ဒါသူ့လှုပ်ဆောင်ချက်တည်းရဲ့အခြေခံပဲ။ဒုတိယချက်ကတော့ ပညာဉာဏ်နဲ့လက်တွေ့ကြကြလှုပ်ဆောင်ခြင်း။ယုံကြည်ယုံနဲ့မပြေဘူးပေါ့။ဟုတ်ကဲ့။စနစ်တကျစီစဉ်နဲ့အချိန်ယူပြင်ဆင်နဲ့ strategic patience မြေပြင်အခြေအနေမှန်ကိုယ်တိုင်စစ်ဆဲတဲ့ ground truth လိုရာကိုတိတိကျကျတောင်းတယ်။ယုံကြည်ခြင်းနဲ့လက်တွေ့လှုပ်ဆောင်မှုကတစ်ခုနဲ့တစ်ခုအားဖြည့်တယ်ဆိုတာပြရတယ်။ဟုတ်ကဲ့။တတိယချက်ကတော့အတိုက်ခံနေကြမှာမျော်လင့်ချက်နဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုစုပ်ကင်ထားနိုင်ခြင်းပဲ။ရန်သူတွေလောင်းတာချင်းချုပ်တာကိုဂရုမစိုက်ပဲပေါ့။ဟုတ်တယ်။ သူ့ဤမှန်းချက်သူ့ဖျားပေါ်ထားတဲ့ယုံကြည်မှုမရိုက်လဲသွားဘူးဖျားတကယ်ကငါတို့ကိုအောင်မြင်စေလိမ့်မယ်ဆိုတဲ့ကြည်ရချက်ကသူ့ရဲ့ခိုင်မာတဲ့စိတ်ပိုင်းဖြတ်မှုကိုပြတယ်ဒါဆိုရင်ဒါရီအလုံးကဘာကိုဆိုလိုတာလဲဒီအခြေခံမှုတွေကဒီနေ့ခေတ်စင်ခေါမှုတစ်ခုခုကိုကင်တွယ်နေရသူတရားအတွက်ဘလို့အတွန့်ဝင်နိုင်မလဲဥပမာအလုံးမှာ project တစ်တက်တစ်ခုစတာမျိုးဒါမှမဟုတ်လူမှုဖွဲ့စည်းမှာအပြောင်းလဲတစ်ခုလုပ်ဖို့စ조사တာမျိုးပေါ့ အဓိကတော့ဟန်ချက်ညီမှုပဲလို့ထင်နေတချို့ကယုံကြည်ခြင်းကိုပဲပြောပြီးလွတ်ွေ့ပြင်ဆင်မှုကြအားနေတဲ့တချို့ကျတော့ကိုယ်အစီစဉ်ကိုယ်အရေးချင်းကိုပဲအားကိုးပြီးအပေါ်ကအထောက်ကူလမ်းညွှန်မှုကိုမေ့နေတတ်တယ်။နင်းမိကဒီနှစ်ခုကို ပေါင်းဆက်ပြသွားတယ်။ဆိုလိုတာကကိုလုံးမဲ့အလို့အတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ရမယ်၊ပြင်ဆင်ရမယ်၊အချက်လက်စုရမယ်၊လူတွေနဲ့ဆက်သွယ်ရမယ်ဒါတွေလုပ်ရင်းနဲ့တစ်ချိန်တည်းမှာပဲ ဟိုကိုယ့်ရဲ့ယုံကြည်အပေါ်မှာအခြေခံပြီးလမ်းညွှန်မှုခွန်အားမျောလင့်ချက်ရှာရမယ်။အင်းဟုတ်တယ်။အတိုက်ခံတယ်ဝေဖန်မှုလေခြုံလာရင်လည်းစိတ်တမကြပဲအဲ့ဒီယုံကြည်ချက်နဲ့လက်တွေ့အစီအစဉ်ပေါ်မှာရပ်တည်ပြီးရှေ့ဆက်ရမယ်ဆိုတဲ့သဘောပေါ့။တိကျပါတယ်။ယုံကြည်ခြင်းကလက်တွေ့လှုပ်ဆောင်မှုကိုအစားထိုးတာမဟုတ်ဘူး။လမ်းညွှန်မှုနဲ့ခွန်အားပေးတာ။ယုံကြည်ခြင်းကပြင်းရီဖို့အကြောင်းပြချက်မဖြစ်တဲ့လို့ လက်တွေ့စီစဉ်ခြင်းကလည်းယုံကြည်ခြင်းကိုပယ်ဖျက်စရာမလိုဘူး။နေဟမီကဒီနှစ်ခုကိုကောင်းကောင်းပေါင်းဆက်ပြခဲ့တယ်။ကဲဒီနေ့ကျွန်တော်တို့နေဟမီမဆန်အခန်းကြီးနဲ့ထဲကနေဟမီရဲ့ယေရုရှလင်ပြန်လည်တည်ဆောက်ရေးစီမံကိန်းအစပြုပုံကိုအထူးတူလည်လာခဲ့ကြပါတယ်။ဖယင်းစီကခွင့်ပြုချက်တွေအထောက်ပံ့တွေရယူဖဲ့ပုံယေရုရှလင်ရောက်ပြီးမြို့ယုကိုကိုယ်တိုင်စစ်ဆေးခဲ့ပုံဟုတ်ကဲ့နောက်ဆုံးလူထုကိုအစီအစဉ်တင်ပြပြီး အကိုက်ခံတွေရဲ့ကနတ်ဦးတုံပြမှုကိုရင်ဆိုင်ခဲ့ရပုံအထိဆွေးလွေးခဲ့ကြတာပေါ့နော်။ဟုတ်ကဲ့ဒီနေ့ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီးအဆုံးသက်အနေနဲ့ဆက်ပြီးစဉ်းစားစရာလေးတခုခြံထားခဲ့ချင်ပါတယ်။နီမီကသူ့စီမံကိန်းရဲ့အတွက်လိုအပ်တဲ့အမင်းစာတို့တက်တောင်းတို့လိုအလွန်လက်တွေ့ကြတဲ့အရာတွေကိုဘယင်စီကတိတိကျကျတောင်းခဲ့တယ်နော်။ဟုတ် ဒါပေမဲ့သူ့ရဲ့အဲ့ဒီလေးလကြာဆူတောင်းမှုဖះအပေါ်အကျွတ်မဲ့အာကူမှုကသူ့ရဲ့ဒီတိကျတဲ့လက်တွေ့ကြတောင်းဆိုချက်တွေကိုဘလောက်အထိပုံသွင်းခဲ့လမ်းညွှန်ခဲ့တယ်လို့ထင်ပါတယ်လေ။အင်းစိတ်ဝင်စားမှုကောင်းတဲ့မေခွန်းပဲ။ တနီယာဖြင့်ဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့လက်တွေ့ကြကြစီမံကိန်းဒီရီမန်းချက်ဒီကကျွန်တော်တို့ရဲ့အတွင်းစိတ်ယုံကြည်မှုတွေတံပိုးထားမှုတွေနဲ့ဘလို့အပြန်အလှန်ဆက်ဆက်ပြီးအားဖြစ်ပေးနိုင်မလဲဆိုတာကိုစစ်ပြီးစင်ချင်ကြည့်ဖို့ပါကောင်းလိုက်တဲ့အတွေ့ပါပဲဒီနေ့ကျွန်တော်တို့အတွက်အချက်လက်တွေပြည့်စုံပြင်ဆင်ပေးခဲ့တဲ့ The Wise Believers ကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်နောက်တစ်ချိန်မှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ